ွာမြေကြီးမှာအသက်ရှူမလာအောင်လှပတဲ့မြင်ကွင်းတွေအများကြီးရှိပေမဲ့ခီးသွားရည်နဲ့စီကားရည်နဲ့မြို့ပြရည်နဲ့မတူပဲဘယ်လူသားမှခြေချောင်းကိုစဉ်းစားတဲ့နေရာအချို့လည်းရှိပါတယ်။ဒီနေရာတွေကတော့ခေါ်မှအန်နေရှိသုံးနေရာ၅ခုပဲဖြစ်ပါတယ်။နံပါတ်၅ဘရာဇီးမှာရှိတဲ့မွေကျွန်းဆာပေါလိုမြို့ကနေ63မိုင်ခွာမှာရှိတဲ့ဒီကျွန်းကိုခေါ်မှအန်နေရှိသုံးနေရာဖြစ်သတ်မှတ်ထားပါတယ်။မွေကျွန်းတို့မြေရည်ဒီကျွန်းပေါ်မှာလူသားတွေခြေချဖို့လုံအောင်ခွင့်ပြုပါဦး။ အလွန်စိတ်ပြင်းပြီးသေစီနိုင်တဲ့ရွှေအောင်လက်များမွေတွေဟာမြေပြင်နဲ့လျှောက်သွားနေတာကြောင့်ဒီကျွန်းပေါ်မှာဘယ်နေရာမှာဘေးကင်းတယ်လို့မရှိပါဘူး။နောက်ဆုံးလူသားများနေထိုင်ခဲ့တာကို1920ပြည့်လွန်နေများစီကလို့မှတ်တမ်းတင်ထားပါတယ်။နောက်ဆုံးကျတဲ့နေ့ရဲ့နေရာကိုရောက်သွားတဲ့တံခါးတူဟာကျန်နေငယ်ကြပြီးနောက်သူ့တွေပေါ်မှာသူ့ရိုင်နဲ့တက်မဲ့ခန္ဓာနဲ့တွေ့ရှိရတယ်လို့ဒဏ္ဍာရီတွေကဆိုပါတယ်။နံပါတ်၄ဘာမျူရာရီကန်ခေါ်မှာနံပါတ်ကြီးဆုံးလို့အဆန်းကျမှုတွေတခုကတော့နံပါတ်ဆုံးနဲ့ကြော်ကြတဲ့ ာမူရာဒီဂန်ပဲဖြစ်ပါတယ်။မာနက်ဒီဂန်လို့လည်းခေါ်တဲ့ဒီဧရိယာဟာမာယာမီဘာမူရာနဲ့ပေါ်တိုရီကိုရိုကြားနယ်နိမိတ်သက်မှတ်ထားပြီးတင်မောတွေလေရင်တွေနဲ့လူတွေထူးဆန်းစွာပျောက်ကွယ်သွားတဲ့နေရာတစ်ခုပါ။ကြီးမားတဲ့လေရင်ကြီးတွေနဲ့တင်မောတွေဟာဒုက္ခရောက်ကြောင်းအကူအညီတောင်းတဲ့စကားသံတစ်ခွန်းမှမပေးပို့နိုင်ပဲပျောက်ကွယ်သွားခဲ့ပါတယ်။တီဝီချိုဟာပီဒီယာအထိမြင်မာတဲ့ကျန်းတဲ့လှိုင်းလုံးကြီးတွေကြောင့်တင်မောသို့မဟုတ်လေရင်ရဲ့အထောက်ထားအလုံးကိုဖျက်ဆီးပစ်လိုက်တာလို့ဆိုကြပါတယ်။ဘယ်ကြောင့်ပြတ်ကျက်ပဲဖြစ်ပါစေ။ ဘာဗီရာရီဂန်ဟာကမ္ဘာအထူးဆန်းဆုံးနဲ့မောဟလွန်ဖြစ်တည်ရှိတဲ့နေရာတစ်ခုဖြစ်တည်ရှိနေပါတယ်။အင်ဒိုနီးရှားမှာရှိတဲ့စီနာဘောင်မီးတောင်မီးတောင်စီနာဘောင်ဟာကမ္ဘာပေါ်မှာအငင်းပွားဝင်ရာအန္တရာယ်ဆုံးနေရာတစ်ခုလို့ဆိုနိုင်ပါတယ်။အနည်းလေးအားကြောင့်ငိုရှိုးနေရာကနေ2010ပြည့်နှစ်မှာစီနာဘောင်မီးတောင် ပြန်လည်နှိုးထလာခဲ့ပြီးအင်ဒိုနီးရှားမြေပေါ်ကိုမှုပြင်းနဲ့ဓာတ်ငွေပြားနဲ့ကြောက်တုံးတွေကိုပန်းထုတ်ခဲ့ပါတယ်။လူထောင်ပေါင်းများစွာဒဏ်ရာရခဲ့ပြီးအနည်းဆုံး15ဦးသေဆုံးခဲ့ပါတယ်။ စီနာမောင်ပြီးတော့အစင်လေးပေါ်အခြေအနေသတိပေးချက်ရှိတဲ့တခုလေးတော့ပြီးတော့ဖြစ်ပြီးတောင်တသမားမြတ်လုံးဝတက်ခွန်မရှိပါဘူး။တော့ဆကူကူနဲ့မှလည်းနောက်ထပ်ပေါက်ကွဲမှုတစ်ခုကြောင့်ဒေသခံရွာတွေကိုဖျက်ဆီးခဲ့ပြီးပြာနယ်မြေကိုတွေဟာပေနေသော၃00ထိကောင်းကင်ကိုတက်သွားတာကိုမှတ်တမ်းနဲ့ထားရုပ်ပုံတွေကပြသနေပါတယ်။ American California မှာရှိတဲ့တင်မင်းတောင်ကြားဒီကယ်လီဖိုးနီးယားတဲကန်တိုင်းအတွက်တင်မင်းတောင်ကျဆွေရဲ့နာမည်ကအလွန်ကိုသိတော်ပါတယ်။ဒီနေရာမှာတမိုင်းတစ်ချောင်းအမြင့်ဆုံးပူချိန်ကိုမှတ်တမ်းတင်ခဲ့ပါတယ်။ ။ဒေမင်းတောင်ကျောင်းရဲ့ဘူးချိန်ဟာမနက်ခင်းမှာဖာရန်ဟိတ်134ဒီဂရီကနေညဘက်မှာဖာရန်ဟိတ်နှုတ်30ဒီဂရီထိပြောင်းလဲနိုင်ပါတယ်။ပင်လယ်ရင်မြေနဲ့ပြောင်း182ပင်မှာရှိတဲ့ဒေမင်းတောင်ကျောင်းဟာမြောက်အမေရိကရဲ့အနိုင်ဆုံးနေရာဖြစ်ပါတယ်။ရေမရှိရင်ကမ္ဘာပေါ်ကအပူဆုံးဒီနေရာဟာလူတစ်ယောက်ကို14နာရီတွင်သေဆုံးစေနိုင်ပါတယ်။ဒီလိုဝဆန်းကျတဲ့တဲခန္ဓာရမှာမြေမြမရွေရှားနေတဲ့ကြောက်တုံးတွေလည်းရှိပါတယ်။စွန်စားကထွက်ဖို့သွားလဲခြင်းတော့ရေးတိချတော့ဖို့မမေ့ပါနဲ့ ရုရှားမှာရှိတဲ့တင်မြင့်တောင်ကြ။ရုရှားရှိပိုင်းမှာတည်ရှိတဲ့ဒီနေရာကိုတိလ္လဆန်တင်ကြိုင်မြေလို့ခေါ်ဆိုကြပါတယ်။ပင်ကြီးဆန်ပြီးလေဝတ်ချက်တွေနဲ့ပြည့်နေတဲ့ဒီတောင်ကြားဟာမဖြစ်ရှိနိုင်တဲ့လေဝတ်ဆန်ကျင်မှုဖြစ်တည်ရှိနေပါတယ်။ဒါနာကြီးက1930ပြည့်လွန်နှစ်ဒီမှာမိုးဆိုးနှူးဟာဒီထူးဆန်းတဲ့မြေကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်သွားခဲ့ကြပါတယ်။ကစ်နဲ့မီးတောင်ပေါ်တက်နေစဉ်ပင်မရှိဘဲတည်ဆုံးတဲ့လေဆန်လောင်းတွေပြည့်နေတဲ့မြေပြင်ကိုသူတို့မြင်တွေ့ခဲ့ရပါတယ်။ဒီမိုးဆိုးနှူးဟာဒီနေရာကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုဝဆန်ကျတဲ့မြေကြောင်းခေါလဟာတွေပြန်သွားတဲ့အခါပေနီကိုဖြည့်ရှင်းဖို့နဲ့အပြိမာန်ရဖို့လူများကကြိုးစားခဲ့ကြပါတယ်။လိမ့်ဆန်တွေလိုပဲလူသား80ဦးကဟာဒီတောင်ချရဲ့အတန်းနှုတ်ရှင်ကိုခံခဲ့ရပါတယ်။သိပ္ပံပညာရှင်တွေရဲ့ကောက်ချက်အရဒီမြေရဲ့ဒေသနဲ့အကြောင်းရင်းကပြီးတော့ကနေထွက်လာတဲ့အစိတ်ကြီးတန်းဝင်များစုစည်းမှုမြေမှာကြီးအောင်ဖြစ်ပါတယ်။ဟိုက်ဒရိုဂျင်ဆာလဖိုင်ကာဗွန်ဒိုင်အောက်ဆိုက်ဆာလဖိုင်အောက်ဆိုက်တို့ရောနှောထားတဲ့တန်းငွေတွေဟာ အသက်ရှိသတ္တဝါတွေကိုမိနေပိုင်းတွင်တည်ဆုံးနေနိုင်ပြီးတည်ဆုံးပြီးသားလိမ့်ဆန်လောင်းတွေကိုလည်းနေပေါင်းများစွာထိန်းသိမ်းထားနိုင်ပါတယ်။အဲအိုင်နဲ့ရှေ့တန်းငွေဟာလိမ့်ဆန်ရဲ့ခန္ဓာကိုယ်နဲ့စုပုံလာတာကြောင့်အသားပုတ်ပစ္စည်းတွေတဲ့ဘက်တီးရီးယားတွေရဲ့လုပ်ငန်းကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်စေပဲတားဆီးထားလိုပဲဖြစ်ပါတယ်။ဒါကြောင့်လိမ့်ဆန်လောင်းတွေကိုမြေမြေတဝိုက်မှာပြန်ကျင်းနေတာတွေ့ရခြင်းဖြစ်ပါတယ်။ညှိုးနှင်းထားတဲ့အချိန်တင်မင်းတောင်ကြားကိုလောက်လေပတ်သူတွေတက်ပိတ်ထားပါတယ်။ဒီမြေဟိုကြီးဘို့တခုတည်းသောနည်းလမ်းကတော့ဒေါ်လာ900ကျပ်တင်မဲ့ရိုင်းရင်ခီးစဉ်ကနေတစ်စင်ပဲဖြစ်ပါတယ်။ ကျွန်တော်ရဲ့ channel လေးကိုယနေ့တည်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးနောက်ဗီဒီယိုနဲ့ပြန်လည်တွေ့ဆုံကြပါမယ်